ကဲကိစ္စတွေကတော့ရှုပ်ကုန်ပါပြီเนาะဂျက်ရှွာမန်ကဒီဖနက်မှာမြောင်နိုင်ငံရဲ့လမ်းကိုတည်တည်ချာချာဖနက်နဲ့ပုံဖော်ထားပြီးတော့စီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးဟိုးစစ်ကောင်စီရဲ့ထိပ်ပန်းเนาะတရင်ကောင်းစင်ထိရောက်ပြီးတော့ဟိုကျုပ်စုံမင်းထွန်းတို့ကပါဘာရတွေအထိကိုဖြစ်ကုန်ပြီဗျာဒါမနေ့ကတော့ဂျက်ရှွာဘန်ကလीဒီသူရဲ့အင်တာဗျူးမှာအာမြန်မာနိုင်ငံရဲ့အလံကိုသူရဲ့ဖက်နဲ့ပုံဖော်ထားပြီးတော့ ဒါအင်တာဗျူးဖြေချခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါကလူပြောအရန်များသွားတယ်အထူးသဖြင့်တော့မြောက်နိုင်ငံမှာယူဆွဲဟိုကြီးတဲ့သူတွေအထွတ်တော်ဒါခဘယ်လိုပြောရမလဲမြောက်နိုင်ငံရဲ့အလံကိုနော်ခြေထောက်မှာအဲ့လိုလုံးဝမလုံးအောင်မလုံသင့်ဘူးနော်မင်းဒီလိုလှုပ်တာကမင်းလုံးဝတရားပေါ်ရှုံးစေလိမ့်မယ်ဆိုပြီးတော့အမျိုးမျိုးဒါဂျက်ရှွာမန်ကိုဂျင်းဆဲကြတယ်ပေါ့လေဒါလေးကျွန်တော်အမြင်ကပြောရင်တော့အမြင်မချေတာပဲဖြစ်ပါလိမ့်မယ်ဟိုကဘာပေါ်မှာနိုင်ငံရဲ့အလံကိုကျွန်တော်တို့နော်မမရဲပြောရရင် ဟိုအောက်ခံပေါင်းမိမှာတော့เนาะကျွန်တော်လှုပ်ဝဲတဲ့သူရှိရပြောချင်တာဗျာဟိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ identity เนาะခုနိုင်ငံရဲ့ဟာကိုဟို ပုံဖော်တဲ့အခါမှာ အခုလိုမျိုးသူများနိုင်ငံမှာတော့အယူဆွဲမကြီးချဘူးပေါ့လေဒါဖနက်မာလေး American land Portuguese land ဟာလားအခုလူတွေတည်နေတဲ့ Argentina ဟာလားမျိုးစုံသော UK အစရှိတဲ့ပြည်ဖြစ်ဗျာဒါကိုယ့်နိုင်ငံရဲ့ဒါအလံနဲ့ ပုံပေါ်ထားတဲ့ဖနက်တွေမှာမှုလို့ပေါ့လို့နော်ဂျက်ရှွာဘန်ကလေသူ့ရဲ့ရည်မှန်းချက်ကိုအင်တာဗျူးမှာဖြေကြားထားတယ်။သူဒီတိုက်တဲ့ကိုလူချင်တာကမြန်မာနိုင်ငံကဘာအသိအောင်လုပ်ဖို့သူတိုက်တဲ့လာရသွားရင်မြန်မာဆိုတာဘာလဲကဘာအသိပြီနော်။ ဆိုတော့ဟိုအဲ့လိုပြောတာဂျက်ရှွာဘန်ကနော်ဟိုဖင်ကောင်းချေယူပြောတာမဟုတ်ဘူးမြန်မာဆိုတာဘယ်သူမှမသိဘူးပါမဟုတ်တယ်မလားမြန်မာနိုင်ငံကိုဟိုဂျက်ရှွာဘန်ကိုဟိုဂျက်ရှွာဘန်အကြောင်းအတင်ဆက်တဲ့ channel တခုမှတွေ့လိုက်တယ်အာဆီယံတဲ့ကနိုင်ငံသေးတခုတဲ့နော်နိုင်ငံလုံးဝ small small နိုင်ငံလို့ဆိုထားဖြစ်တယ်ဘယ်က small ရမှာလဲငါတို့နိုင်ငံတော်ကြီးတာဟာလားဆိုတော့မသိကြဘူးနော်အဲ့ဒါပထမအချက်ဒုတိယအချက်ကဒါဒီဘောလီဟိုလူငယ်တွေ တော့ဂျက်ရှွာဘန်ကသူကခပတ်ရက်သွားပြီဆိုရင်မြန်မာနိုင်ငံမှာဒီကစားနည်းကိုစိတ်ဝင်နေစားနေကြတဲ့လူတွေအများကြီးရှိတယ်ဆိုတော့မျိုးဆက်တဲ့လူငယ်လေးတွေဟာဒီကစားနည်းနဲ့လေဒီလိုမျိုးဖြစ်လာနိုင်ပါလားဆိုတာတွေးပြီးတော့အများကြီးတော့ကဘာမှာထွန်းတောက်မဲ့ဒီကစားနည်းနဲ့ထွန်းတောက်မဲ့သူတွေအများကြီးပေါပေါလာဖို့အတွက်သူကရည်ရွယ်တယ်ပေါ့နော်ဆိုတော့ဒီကစ္စနဲ့ပတ်သက်ပြီးဒါဘုချုပ်စုံမင်းထွန်းတို့အထီးရောက်သွားတယ်ပေါ့နော်အလန်နဲ့ပတ်သက်ရင်တော့ဒါအမျိုးအနိုင်တို့ကလုံးဝအထီးမခံဘူးနော်ဆိုတော့ဂျက်ရှွာဘန်ကိုတဲ့ဂျက်ရှွာဘန်က နိုင်ငံကုန်းဆောင်တဲ့ fighter ဖြစ်တာဖြစ်တဲ့အတွက်တဲ့ဒီတစ်ခေါက်တော့ခွင့်လို့ပေးလိုက်မယ်တဲ့။နောက်နောက်နဲ့မြန်မာနိုင်ငံရဲ့အလံကိုဘဲတူတူတယောက်ကမှ6ရောက်မှဖနှက်နေပြီဖြစ်ဖြစ်ဘာနဲ့ပဲဖြစ်ဖြစ်လုတ်ပိုင်ကိုမရှိဘူးဆိုပြီးတော့ဒါဘုချုပ်စုံမင်းထုံကအသီးလင်းဆိုထားရည်ဒီတစ်ခေါက်တော့နိုင်ငံကိုကုန်းဆောင်တာဖြစ်တဲ့အတွက်ခွင့်လို့ပေးလိုက်မယ်နောက်ခါကျရင် ခွင့်မလိုဘူးလို့အသီးလင်းကိုပြန်လဲဆိုလာခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီတဲ့င်းကလည်း online ပေါ်မှာရောက်မှလူပြောများနေတာပြန်လဲပြီးတော့ပြည်သက်တီကိုပြန်လဲ